Hi. Warmly welcome back to Hello Channel. အားလုံးပဲမင်္ဂလာပါရှင်။ Hello Channel လေးအားပြန်လည်ကြိုဆိုလိုက်ပါတယ်။ Emily ပါ။ Okay. အမေဒီနေ့ဘာဖတ်ပြမယ်ဆိုတော့ဒီနေ့အခါ October 23ရက်နေ့ပေါ့နော်။23 25 26 29. Okay, ဒီနေ့ကတနင်္လာနေ့လေးပေါ့နော်။တနင်္လာနေ့ဆိုတော့ညတော့အဖြစ် Emily တနင်္လာနေ့ရောက်မှာဆိုလို့တော်တော်များများကနည်းနည်းလေးဟိုအမေထင်တာပေါ့နော်။ Warm warm ပြတ်တဲ့စိတ်ထဲမှာလေး။ ဟာယုံနေသွားရမယ်အလုပ်တွေပြန်လုပ်ရပြီးစနေတနေ့နေ့နားချိန်ပြီးသွားပြီပေါ့နော်အဲ့ခါကျတော့မင်းအဲ့ဒီ energy ကိုကြည့်ပြီးမှာအာဘယ်ဒီဗီဒီယိုဘယ်နေ့ထိကြည့်လို့ရတယ်ဆိုဒီလာမဲ့တောက်ကြနေညအထိပေါ့နော်18ရက်နေ့နော်အာ18ရက်နေ့ညအထိကြည့်လို့ရမယ်အဒီကြားထဲမှာကိုယ့်ရဲ့ future self ကဘယ်လို message တွေပေးမလဲ။ကိုတောက်ကြနေမှာရောက်လာမယ်ကိုယ့်ရဲ့ future self ကဘယ်လို message တွေပေးမလဲ။နော်။ဒါလေးကိုမြည်ပေးမယ်။ တိတ်ဆိတ်ဝင်စားဖို့ကောင်းတယ်နော်။ဒါကြောင့်မလို့အမိကိုဟိုဒီတောက်ကြနေရောက်ရင် future self ကအော်ဒီတပတ်တော်တွေမှာ future self ပေးထားတဲ့ message တွေကမှန်လားမမှန်ဘူးလားအဲ့အဲ့ဒါလေးပြန်မှတ်ပြီးလို့ရအောင်တော့ဘာ18ရက်နေ့ရအောင်နော်။ Hi my spirit guide my ancestor my higher self โอเคအခုဒီဗီဒီယိုကြည့်တဲ့သူတို့အတွက်เนาะဒီ Hello Soul ရဲ့ fan နေ followers တွေဒီ video လေးကိုကြည့်တဲ့သူတွေအားလုံးအတွက်နော်အားလုံးအတွက်အခုလက်ရှိ energy ကပါလဲတောက်ကြနေမှာဩဒီတပတ်အတော်တွင်ဟာတောက်ကြနေမှာရှိလာမယ့်ကိုယ့်ရဲ့ future self ကဒီတပတ်အတော်တွင်အတွက်ဘယ်လိုအကြံဉာဏ်နေပေးမလဲပေါ့နော် Okay. Mm -hmm. Three of us. Okay, the Empress. I meant three of us. Thank you. Okay, below chini tashi lam, Hi, my spirit guide, my essence, uh, my ASF. I'm in the cake now. Thank you. ပထမနေ့မှာရှိမဲ့ energy လေးနော်အဲတော့ဒီ October 18ရက်နေ့မတိုင်ခင်အထိဒီ review ကိုကြည့်လို့ရပါတယ်။အကောင်းတဲ့ခြေနေလေးရောက်လာမလားခိစားတိုင်းအတွက်ဟိုအောင်မြင်လာမလားပြီးတော့အဆင်ပြေဖြစ်သွားမှာ Oh, ask your angels. In the near future, thank you. Okay. Big happy changes, no? အာမီကတည်းအများကြီးဆွဲလိုက်ပြီเนาะအဲ့တော့ဒီမှာပေးထား message ကဘာတွေတွေ့လဲပေါ့1 2 3 one, two, three, four. Okay no. ဘာတွေတွေ့ရလဲဆိုရင်အာဒီမှာเนาะတွေ့ရလားမီကတည်းอ่ะ အခုလက်ရှိမှာအမေတွေ့မိတာဒီပေါ့နော်ဒီ reels ကိုကြည့်နေတဲ့သူကစိတ်တက်လူတက်အသွေးတက်နေပေါ့နော်စိတ်တက်လူတက်အသွေးတက်နေတက်တက်ကြွကြွအားနဲ့ဒီကိုယ့်ရဲ့ဖန်တီးနိုင်စွာအားတွေကိုကဒီတပတ်အတွက်အကောင်းဆုံးကြော်ဖြတ်ဖို့အတွက်အဆင့်တင် ready ဖြစ်နေပြီဒီမှာဆိုရင်တကယ်လူငယ်လေးတယောက်လိုမျိုးကို့မှာ idea အသက်တွေစိတ်ကူးအသက်တွေဖန်တီးမှုအသက်တွေဟိုဒီအရေးစားရေးသားပိုင်းနဲ့ပဲဆက်ဆက်ဆက်ဖန်တီးမှုပိုင်းနဲ့ပဲဆက်ဆက်ဆက် ် action ယူမှုလက်တွေ့ကြကြလုံဆောင်နိုင်မှုပိုင်းနေစီးပွားရေးပိုင်းနေเนาะအဲဒီအဲ့လိုမျိုးပိုင်းနေနေပဲပေါ့နော်သက်သက်သူကကိုကဒီကဲတက်တက်ကြွကြွ energy မျိုးအပြည့်ရှိတယ်ဒီကြားထဲမှာတော့ကိုယ့်ရဲ့ကံကြမ္မာပါလဲဆိုရင်အဲ self discovery ရောကိုကိုကိုပြန်ဆန်းစစ်ကမယ်တချို့တွေအတွက်ဆိုရင် mentor အတယောက်တွေ့တာ counselor ပေါ့ counseling ေးနိုင်ကိုယ့်ကိုကောင်းဆယ်လင်းပေးနိုင်ကိုယ့်ကိုအကြံဉာဏ်ဆွေးနွေးပေးနိုင်တဲ့သူမျိုးတွေကိုယ့်ကိုရှေ့ဆောင်လမ်းပြပေးနိုင်တဲ့သူမျိုးတွေသူတို့ရဲ့အတွေ့အကြုံတွေဝေမျှပေးနိုင်တဲ့သူမျိုးတွေနောက်တစ်ခုကကိုကိုယ်တိုင်က တခြားတခြားသူတွေကိုဒီလိုမျိုးကိုကိုယ်တိုင်ရင့်ကျက်လာသည် page energy ကနေရင့်ကျက်လာတာမျိုးပေါ့နော်ရင့်ကျက်လာတာမျိုးတွေ့ရတယ်အဲ့တော့ကိုကိုယ်တိုင်ကတကယ်ဟိုဟိုရင့်ကျက်လာပြီးတော့ကိုကိုယ်ကိုအများကြီးပြန်ဆန်းစစ်ပြီးတော့နော် ဟိုပြန်ဆန်းစစ်ပြီးတော့အဲ့လိုဝေဖန်သုံးတက်နေနိုင်တာမျိုးပေါ့ကိုကိုကိုပေါ့နော်အခုကိုဝေဖန်နေတာမျိုးတော့မဟုတ်ဘူးဒီလုပ်ငန်းစဉ်နဲ့ပတ်သက်ပြီးတော့ဘယ်လိုဟိုလောက်ကြမလဲဆိုတာပုံအဖြေနဲ့ပတ်သက်ပြီးတော့နော်တချို့ကကြတော့ဒီဓမ္မနဲ့သက်ဆိုင်တဲ့ hermit energy ရာဆိုရင် spiritually ပေါ့နော်အော် spiritually ဆိုတာဓမ္မဆိုတာတည်းလို့စိတ်ပေါ့ကိုယ်တိစိတ်ဒီเนาะမြင်စိတ်ကြားစိတ်အဲတိစိတ်เนาะမြင်ကြားနှာစာထိတွေ့အဲအာယုံ6ပါးနဲ့ပတ်သက်ပြီးကိုယ့်ကိုပြန် တတိလေးကပ်ပြီးပြန်ပြီးသုံးသပ်နေနိုင်တာမျိုးတွေပေါ့နော်အဲ့လိုမျိုးတွေတွေ့ရတယ်။တချို့ကကြတော့အထိတ်ဆက်အားတွေကောင်းတယ် spiritual connection အားတွေကောင်းတယ်လို့ကြားမလို့ကိုတောင်းထားတဲ့ကို message ကိုတိကျနေတာ universe ကို vibe ထုတ်ထားတယ်။ဒါလေးနဲ့ပတ်သက်ပြီးတော့တိကျနေတဲ့အဖြေတွေပေါ့နော်။အဲ့ဒါဆိုရင်အဲ့ဒီ message တွေရခဲ့တဲ့ ask your angels ရတတ်တယ်ပေါ့နော်။အဲ့ဒါရတဲ့အဖြေကလည်းဘယ်နေရာရမလဲဆိုရင်အခြေအနေတစ်ခုခုကိုအဲဒီတဲ့ပြန်ပြီးတော့ ချိတ်ဆက်သုံးတက်ပြီးတော့ self discovery ပေါ့ကိုကိုကို awareness ပေါ့နော်တတိနဲ့အသိရှင်ပြီးတော့မှရသွားတာအဲ့တော့ဒီလာမဲ့တပတ်ကကို့အတွက် communicate clearly ပေါ့နော်ဟိုလူငယ်တွေနဲ့ပတ်သက်ပြီးတော့ဒါမှမဟုတ်လေကိုအစားပြုမဲ့ idea အစ်တင်နဲ့ပတ်သက်ပြီးတော့နော်လူငယ်တွေနဲ့ပတ်သက်ပြီးတော့ကိုထက်ငယ်ရွယ်တဲ့အာဝန်ထမ်းတွေအသက်ငယ်တဲ့သူတွေအဲပေါ့နော်သူတို့နဲ့ပတ်သက်ပြီးတော့ပဲဖြစ်လူငယ်ပေါ့နော်အသက်ငယ်တဲ့သူတွေနဲ့ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ် ဟိုပို့ပြီးတော့ရှင်းရှင်းလင်းလင်းပြည့်ပြည့်သားသားနဲ့ဆုံးဖြတ်ပြင်မယ် message တွေရတတ်တယ်ကို university မှာ vibe ထုတ်တာရဲ့ message တွေပေါ့နော်အဲ့လိုမျိုးရတတ်တယ်ပေါ့နော် near future မှာအမြင်ကြည့်မိတာလူတချို့အတွက်ဒီပူလာမှုတွေအတွေးများတာတွေတွေးမိတယ်အထူးသဖြင့်အခြေရေးနဲ့ပတ်သက်ပြီးတော့အိမ်အခြေရေးအိမ်တော်ရေးနဲ့ပတ်သက်ပြီးတော့ဒါမှမဟုတ်ရင်နောက်တစ်ခုကကိုတကယ်အဖြစ်ချင်တဲ့ဆန္ဒရှိတဲ့အရာတခုပေါ့နော်ကိုတကယ်ဖြစ်ချင်တဲ့ဆန္ဒရှိတဲ့အရာတခု နဲ့ပတ်သက်ပြီးတော့ဒီပထမဆုံးအချိန်မှာ university ကိုမျောလင့်ထားတဲ့ရလက်မျိုးဖြစ်မလားအဲ့ခါကျကိုမှအသေးကွဲတဲ့ခံစားရတယ်ပေါ့နော်အဲ့လိုမျိုးလေးပေါ့နော်အဲ့လိုမျိုးလေးလူတယောက်ယောက်ကြောင့်ပေါ့နော်ဘာမှလည်းဖြစ်စဉ်တခုခုကြောင့်အဲ့လိုမျိုးလေးတွေ့ရတယ်။ညာဘက်တွေတောကများတယ်၊ပူပန်တယ်၊အပြတ်သဘောဆောင်တဲ့အတွေ့တွေတွေ့တယ်။အဲ့လိုမပြောဘူး။နော်ဟို negative worried ပေါ့။ worried ဖြစ်တယ်ဆိုရင်ပူပန်တယ်ဆိုတာဘာကြောင့်လဲဆိုတော့မရောက်သေးတဲ့အနာဂတ်အတွက်ကိုသွားပြီးတော့ ပူပန်နေတဲ့စိတ်မျိုးနဲ့ဖြစ်လာဖြစ်လာပါမလားဆိုတဲ့အတွေးမျိုးနဲ့ရှိနေလို့တောင်တစ်ခါကြတော့ပြီးသွားတဲ့အနာဂတ်နဲ့ပြီးသွားတဲ့အတိတ်နဲ့ပတ်သက်ပြီးတော့ sorry ပြီးသွားတဲ့အတိတ်နဲ့ပတ်သက်ပြီးတော့ဆိုတော့တွားပြီးတော့အတွေးတွေကပြန်ရောက်ပြောချင်တာလက်ရှိ present moment မှာမရှိနေဘူးပေါ့နော်အထူးသဖြင့်ဘယ်လိုလိုမျိုးချင်းနေတော့ရောက်မလဲဆိုတော့ဘုဒ္ဓစသဖြင့်တောက်ကြလောက်ဆိုရင်ပို့ပြီးတော့အဲ့မှာပို့ပြီးတတိထားအတွေးတွေအရန်များလာမျိုးအဲ့လိုမျိုးဆိုရင်အဲ့လို near future မှာအဲ့လိုမျိုးဖြစ်လာတဲ့အရာကိုက big heavy changes เนาะ ကောင်းမွန်တဲ့အပြောင်းအလဲတစ်ခု happy changes အပြောင်းအလဲကောင်းတစ်ခုအကြီးကြီးဖြစ်လာဖို့ရှိတယ်။ကိုကိုကိုလည်းဒီလိုတတိတွေပြန်ကတ်လာနိုင်မယ်ဒီမှာလေနော်ကိုကိုကိုဟို self parenting ပေါ့နော်ကိုကိုကိုပြန်ပြီးတော့တတိကပ်ပြီးတော့အော်ငါဒီမှာညာအိတ်မပြောနေဘူးပဲ။ Okay ငါဒီလိုမျိုးအနာဂတ်မှာသွားပြီးတော့အတွေးတွေများနေလို့ငါအတွက်အခုလက်ရှိအခြေအနေကဘာဟိုလက်ရှိအခြေအနေကိုဘယ်လို ဘာအကျိုးသက်ရောက်မှုရှိနေပေါ့နော်ဟိုပူပန်နေလို့အလိုက်ကားပဲကိုလက်ရှိအခြေအနေမှာ action ယူလိုက်မယ်ပေါ့နော်တခုခုကိုခြေလမ်းလေးတလမ်းကိုနိုင်တဲ့ပမာဏပေါ့နော်အခြေလမ်းတလမ်း action ယူလိုက်မယ်ကိုလုံးနိုင်တာလေးအရာတခုလောက်လိုက်တာမျိုးပေါ့နော်အဲ့တော့တွားပြီးတော့အနာဂတ်နဲ့ပတ်သက်ပြီးတော့ပူပန်တာတွေမဟုတ်တော့ဘူးကိုကိုကိုပြည့်မြင်တာမျိုးတွေဝေဖန်တာမျိုးတွေနော်အဲ့လိုမျိုးစိတ်မျိုးတွေကြောင့်ပူလောင်နေတာမျိုးဆိုရင် အဲအဲ့လိုရှိတဲ့သူမျိုးတွေအတွက်ဆိုရင်လေ okay ကိုကိုကိုဒီ future self ကနေအားပေးမယ်ပူလာစရာမဟုတ်ဘူး you are enough ပေါ့ကိုက enough ဖြစ်နေပြီတခြားသူရဲ့ timeline နေနဲ့တွားပြီးတော့ကိုကို compare လုပ်စရာမလိုနှိုင်းယှဉ်စရာမလိုကိုရဲ့အနာဂတ်ကလည်းဒီမှာတည်တန့်ရှိနေပြီဒါပေါ့ကို journey ကိုကိုရှောက်ကြတာမျိုးဒါကြောင့်မို့လို့အာသူများအကြောင်းလဲကိုကပူပန်စရာမလိုသလိုကိုနှိုင်းယှဉ်စရာမလိုသလိုမျိုးပဲကိုကလည်းဟို ကိုယ့်ရဲ့ဒီလက်ရှိအခြေအနေမှာကိုအကောင်းဆုံးပေါ့နော် ဟိုလုံနေနိုင်မလို့ရတယ်အဲ့တော့ဒီလိုပုံမှန်နေမဲ့အစားပေါ့เนาะဒီ future self message ကကိုကဒီ okay ဒီ2မိနစ်ပထမဆုံးအချိန်လေးရပထမဆုံး2မိနစ်3မိနစ်အတွင်းမှာငါဒါကိုလုံးလိုက်နိုင်တယ် thank you အဲ့အတွက် future self ကတိတ်ကြည့်စုတယ်ကို2မိနစ်3မိနစ်ဘာငါဒါကိုရအောင် လုံးလိုက်မယ်ဆိုပြီးတော့အယုံဆိုင်ဆိုင်ပြီးလုံးလိုက်တဲ့အခါမှာကိုလုံးမဲ့ကိုပူပန်နေတဲ့အရာတွေအကုန်လုံးကိုဖြည့်ရှင်းပြီးသားဖြစ်သွားတယ်เนาะဥပမာအချိန်လေးနဲ့ပတ်သက်ပြီးတော့ဆိုရင်လေကိုတင်ယူခဲ့ရတဲ့အရာတွေရှိမယ် အဲ့ဒီຢာရဲနဲ့ပတ်သက်ပြီးတော့ thank you ကျေးဇူးများရတဲ့အခုချိန်မှာဆိုရင်ကိုကဒီလိုမျိုးပေါ့နော်ဟိုအဆုံးတစ်ခုခုကိုဆုံးရှုံးနေနော် ဆိုပြီးတော့ခန်းစားချက်တွေမဟုတ်ဘဲနဲ့ lesson learn နေပေါ့နော်ကိုတင်ယူနေရတယ်ဆိုတာမျိုးအဓိက future self ကဘာအတွက်ကျေစုတင်တင်ခြင်းလဲဆိုတော့အတွေးမများတော့တာမျိုးနော်အတွေးတွေဒီလိုမျိုးအတွေးတွေမများတော့ဘဲနဲ့ကိုအနာဂတ်မှာကိုလက်တွေ့ကြကြနဲ့လှုပ်ဆောင်ရမယ့်အရာကိုဟို energy အပြည့်နေပေါ့နော်အထူးသဖြင့်ပုံတော်ဥကြတာတွေတောက်ကြနေလို့မျိုးမှာအလှုပ်ဆောင်လိုက်နိုင်တယ်ပြီးတော့ big happy changes အဲ့ဒီတော့ကြမလို့လေအပြောင်းလဲကြီးကြီးမားမားကြီးနော် ပြောဖို့ကောင်းတဲ့ပြောင်းလဲကြီးကြီးမားမားရလာတဲ့အတွက်လည်း thank you ပေါ့နော်။ Okay ဒီကြားထဲမှာကိုကဟိုအချိန်ညှိနှိုင်းရတာလေ။နော်။အော်နှစ်ဦးနှစ်ဖက်အဆင်ပြေအောင်နော်အချိန်ညှိနှိုင်းပြောဆိုတာလေလုပ်ငန်းလာစာနဲ့ပတ်သက်ပြီးညှိနှိုင်းပြောဆိုတာဆိုလိုချင်တာလာစာဆိုတဲ့အဲငွေပေးချေမှုပေါ့နော်ဟိုငွေရေးချေအလောက်အကိုင်းစီးပွားရေးနော်အဲကိုဖြစ်ချင်တဲ့ စိတ်ဆန္ဒရှိတဲ့အရာလေးတစ်ခုနဲ့ပတ်သက်ပြီးတော့ညီနိုင်ပြောဆိုရအောင်နှစ်ဦးနှစ်ဖက်အဆင်ပြေအောင်နော်ညီနိုင်ပြောဆိုလိုက်နိုင်တဲ့အရာတွေအဲ့လိုမျိုးတွေကြောင့် thank you အရင် future ဆက်ကကိုတိတ်ကျေးဇူးတင်တယ်ကိုရဲ့တတိကတ်မှုအားကိုကိုကိုပြန်ပြီးတော့သုံးသပ်နိုင်တယ်ဖြစ်နေတဲ့အခြေအနေမှာမေတ္တာနဲ့ရှင်ပြီးတော့နော်သုံးသပ်လိုက်နိုင်တယ်ရင်းချက်တဲ့အတွေ့အခေါ်နော်အပြုမှုတွေကြောင့် thank you ကျေးဇူးအများကြီးတင်တယ်နော်လူငယ်တယောက်လိုမျိုးတတ်တတ်ကြွကြွနဲ့ happy အမြဲတမ်းကိုက ကိုရှိရ vibe ကို happy ဖြစ်တဲ့ vibe မျိုးပြုံးပြီးတော့အရင်စပြီးတော့ထုတ်နေနိုင်တဲ့အတွက်ကြောင့်လည်း thank you ကျေးဇူးအများကြီးတင်တယ်နော်ဒီဒီတပတ်မှာတင်ယူရမယ့် like စင်တွေကိုလည်းအကောင်းဆုံးကြော်ဖြတ်လိုက်နိုင်တယ် you did it ပေါ့နော်ကြော်ဖြတ်လိုက်နိုင်တဲ့အတွက်ကြောင့်မို့လို့ဟို happy changes ဖြစ်သွားပြီးတော့နောက်ထပ် next level ကိုရောက်သွားတယ်ပေါ့နော်အဲ့လိုမျိုးလေးတွေ့လဲတိတ်ပြီးတော့ကျေးဇူးတင်ပါတယ်နော် thank you okay result က ။တချို့ချို့စားတဲ့အချိန်တွေမှာ there is something better okay ။ချို့ချို့စားတဲ့အချိန်တွေမှာကိုမျောလေးတဲ့အတိုင်းမဟုတ်ပဲနဲ့ပေါ့နော်။ဟိုအချိန်လေးတစ်ခုအာဟိုအော်ညှိနှိုင်းရတာမျိုးလေခုနကဒီ compromise လို့ပြတာပါလာတယ်ပေါ့နော်အဖြစ်အနေတစ်ခုမှာကိုမျှော်မှန်းထားတယ်လို့မျိုးမဟုတ်ပဲね no ဆိုတဲ့အခြေအနေတစ်ခုလေးကြားရတာမျိုးရှိကောင်းရှိနိုင်တယ်ဒါပေမဲ့လည်းအဲ့ဒီအခြေအနေတစ်ခုကိုကိုကဒီအပြောင်းလဲလုပ်လိုက်နိုင်တယ်အဲဒါကြောင့် big happy changes ဖြစ်သွားတယ်ပေါ့နော်ပြီးတော့တချို့တို့အခြေအနေမှာကိုကိုကို boundaries ချရတာမျိုးရှိကောင်းရှိနိုင်တယ်ဆိုလိုချင်တာကိုယ်ရဲ့ target ထားတဲ့အပိုင်းပေါ့နော်ရည်ရွယ်ချက်ပိုင်းအမ intention တစ်ခုထားရတယ်ကိုတာအောင်လုပ်မယ်ရောက်အောင်သွားမယ်လို့ intention ထားရပေမဲ့အဖြေကဟိုကိုမျောလင်းထားသူမျိုးမဟုတ်ဘူး no ဆိုတဲ့ result ကြရလာတယ်ဒါမှမဟုတ်လေ no ဆိုတဲ့စကားလုံးကိုသုံးပြီးတော့ကိုကပြောလိုက်ရတယ်အဲ့လိုခြေနေမျိုးမှာကိုကိုကိုပေါ့ကိုကဘာဖြစ်လို့ no လို့ပြောလိုက်ရရလဲဆိုရင်ဒီကိုရှောက်မဲ့လမ်းမှာကိုရှောက်မဲ့လမ်းကိုဥတီထားတဲ့လမ်းနဲ့ ဒီပြင်းမအာယုံကလာတယ်ပေါ့နော်ခြားသူတွေစီကလာတယ်အာယုံ6ပါလာတဲ့အရာတွေကဟိုထပ်တူကြီးညီမနေဘူးပေါ့နော်အဲ့ဒီခါကျတော့ကိုရောက်အောင်သွားမယ်နော်ဒီ intention ထားထားတဲ့နေရာရှိပြီးသားအဲ့တော့ကြာမလို့ no လို့ပြောလဲရတယ်အဲ့ဒီအတွက်လဲ future self ကတိတ်ကျေစုတင်နေ no ဆိုတဲ့စကားလုံးအတွက်နော်အမ် okay အဲအဲ့အတွက်လဲကိုကပြန်ပြီးတော့ပူလောင်တော့ကရောက်နေတာမျိုးမရှိဘဲနဲ့ချက်ချင်းကိုတတိကပ်ပြီးတော့အပြောင်းလဲတစ်ခုလုံးလိုက်နိုင်တဲ့တော့ကြောင်မလို့နောက်ထပ် big happy changes အပြောင်းအလဲတစ်ခုဖြစ်သွားမယ်ဆိုရယ် message ဝင်လေးရရပေါ့နော်အဲ့အတွက်လည်း okay thank you ပေါ့နော်ကျေးဇူးများအတင်တယ်နော်တချို့တွေကကြတော့ကိုယ့်ကိုဟိုဒီကိုမျောလင့်ထားတယ်တွားပြီးမျောလင့်လိုက်တဲ့အရာတစ်ခုပေါ့နော်အဲ့လိုမျောလင့်လိုက်တဲ့အရာတစ်ခုက no ဆိုတဲ့ result တစ်ခုရလာတယ်ဒါပေမဲ့လည်းနာပြောတယ်မျိုးဒီလိုဖြစ်တယ်ဆိုတာကိုခဏလေးတော့ကိုမတော့ကများွာတာတွေးပူွာတာစိုးရင်သွားတာဝမ်းနေသွားတာစိတ်မကောင်းဖြစ်သွားတာအားငယ်သွားတာเนาะ โอเคအဲ့လိုမျိုးရှိရှိပြီမဲ့လေကိုကဘာလဲဆိုတော့ဒါငါရဲ့ဒီအသွေးတက်တာတစ်ခုပဲဘာလို့ဆိုတော့ဒီ energy နှစ်ခုကအသွေးတစ်ခုမလို့နော်အသွေးတွေကြောင့်ပူလောင်နေတဲ့အခြေအနေတစ်ခုအသွေးတွေကြောင့်ခံစားနေရတဲ့အခြေအနေတစ်ခုโอเคဒါ thank you ဒါအသွေးကြောင့်ဖြစ်နေတာပဲအသွေးကြောင့်ခံစားရအသွေးကောင်းအောင်ဘယ်လိုလုပ်မလဲ ါဆိုရင်ဘာဖြစ်လို့လဲဆိုအတွေးကောင်းမှခံစားချက်တွေကောင်းမှကိုယ့်ရဲ့ inner power တွေတက်နေမှာဒီလောကမှာပြမလာတဲ့အရာတော့တိုင်းက yes 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 ဆိုပြီး happy changes တွေဖြစ်နေမှာမျိုးเนาะအဲ့ဒါကိုကိုကသတိပြန်ကပ်လိုက်နိုင်တယ်ဒီလိုမျိုး no ဆိုတဲ့အခြေအနေတခုဒီကိုကဟိုဒီလို try နေပေမဲ့ကိုက action ယူနေပေမဲ့လေဒီ universe ဘက်က ready မဖြစ်နေတဲ့အခြေအနေဆိုတာရှိတယ်။ဒါ universe ဘက်ကဆိုတာ universe ကတော့အများတန်းရှိတယ်ပေါ့နော်။ကိုဘာကိုပဲလိုချင်လို့ရှိရဲဆိုတဲ့အခြေအနေမှာရှိတယ်။ဒါပေမဲ့ ။သံဃာကျရဲ့နေရာကိုဖြစ်ချင်တဲ့ပအဝန်းကျင်အဲ့လိုမျိုးရချက်ချင်း align မဖြစ်လောက်။ဒါပေမဲ့လည်းအမျိုးလုံးနိုင်တာပါလဲဆိုရင်ဒီကောင်းတဲ့ရှုထောင့်အမြင်အနေတွေးပြီးတော့ step by step step တွေရအောင်ပဲ။ or intention ပေါ့နော်ထပ်ထားပြီးတော့ action ယူနေတာမျိုးလေးလုပ်လို့ရတယ်ပေါ့နော်။အပြောင်းလဲကောင်းလေးလာဖို့ရှိတယ်။အဲ့အတွက်ကြောင့်လည်း thank you အပြောင်းလဲကောင်းလေးကိုကို happiness life เนาะပြုံးပျော်ရွှင်ပြီးတော့ဘလို့ပဲပတ်ဝန်းကျင်ကကိုယ်တော့ကရလာပြီးပြီ energy ကိုကမကူးသွားဘူးအပြုံးမပြတ်နဲ့ပဲကိုလုံးရမယ့်လောက်တခုကိုအကောင်းဆုံးကြော်ဖြတ်နိုင်တဲ့အတွက်ကြောင့်မို့ thank you ကျေးဇူးများကြီးတင်ပါတယ်ပေါ့နော် okay happy changes တွေတခုရောက်လာပါမယ်အဲ့အတွက်လည်းကျေးဇူးများကြီးတင်ပါတယ် okay ဒါဆိုရင်တော့အမီဒီအဲတပတ်စာလေးအတွက်အမီပေါ့နော်အတူချုံလေးဖတ်ပြပေးတာတယ်အဲ့တော့ အဒီပေါ့နော်စနေနေ့နောက်တစ်ပတ်စနေမှာရောက်လာမယ်ဆိုလို့ကျင်တာအောက်တိုဘာ16ရက်နေ့မတိုင်ခင် TTV ရေကိုကြည့်လို့ရတယ်ဒီကြားထဲမှာကိုပြပြတတဆုံးဖြတ်ရမယ့်အရာတွေရှိတယ် Universe ဘက်က message တွေဖြတ်ရောက်လာတာတွေရှိမယ်ကိုတိကျင်လို့တောင်းထားတဲ့အရာရှင်တချို့ချင်းဒီမှာကိုကိုယ်တိုင်ကကိုသွားကျင်တယ်ကိုလျှောက်ကျင်တယ်လမ်းတဲ့တိုက်ရိုက်မတူနေတဲ့အတွက်ကြောင့်မလို့ဒီပြင်မလာတဲ့အာယုံတွေပေါ့နော်အဲအဲအာယုံတွေကိုမာပြင်မလာတဲ့ရှိတက်ရှိ ဖြစ်စင်နေမှာ no ဆိုတဲ့စကားလုံးတရှိတတ်မဲ့ဖြစ်စင်နေမှာပေါ့နော် no ဆိုတဲ့စကားလုံးလေးတုံးလိုက်ရတယ် thank you အဲ့အတွက်လည်း future sub ကတိတ်ကိုကျေးဇူးတင်တယ်ကိုကိုကို boundaries တွေချမှတ်ထားနိုင်တယ်နော်ကို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 သွားကျင်တဲ့ target ကိုရောက်အောင်သွားလိုက်နိုင်တဲ့အတွက်ကြောင့်မလို့ thank you ကျေးဇူးများရတင်တယ်နော်အဲ့အတွက်ကြောင့်လည်းပြော်ဒီတပတ်တော့ဒီမှာတင်ယူရမယ့်သင်ခန်းစာတွေပါလေကိုကအတွေးတွေများပြီးတော့အတွေးတွေက အတွေးတွေကြောင့်ခံစားရတယ်အတွေးကောင်းတဲ့ခါမှာခံစားချက်တွေကောင်းလာတယ်အတွေးမကောင်းတဲ့ခါမှာခံစားချက်တွေမကောင်းဝမ်းနေရတယ်စိတ်အားငယ်ရတယ်ကြောက်ရွံ့ရတယ်တိတ်ငယ်ရတယ်ဒါဒါကြောင့်မလို့ကိုက okay ဒီလိုဆိုရင်ကပြောင်းပြီး happy changes ပေါ့အပြောင်းလဲကောင်းရဖို့အတွက်ဆိုရင်ကိုကချိုးပြီးတော့ပြောလိုက်တာကိုယ့်စီကိုလာမယ့်အပြောင်းလဲကောင်းတွေအတွက်ချိုးပြီးတော့ကျေးဇူးတင်လိုက်တယ်ကိုယ့်စီကိုလာမယ့်အပြောင်းလဲကောင်းတွေအတွက်ချိုးပြီးတော့ပြောလိုက်တယ် thank you ကျေးဇူးအများကြီးတင်တယ်ဒါကြောင့်မလို့ဒီအခြေအနေလေးကအမြန်ဆုံး ပြောင်းလဲလေးဖြစ်သွားတယ်ပေါ့နော်အမြန်ဆုံးကိုယ့်ရဲ့ခတခဏလေးပဲအချိန်စွာ illusion ပဲကိုကအကြာကြီးဆွဲလိုက်ရင်ဒီခံစားချက်တွေကကိုမှအကြာကြီးရှိနေမှာပဲကိုကအပြောင်းလဲကောင်းလေးနဲ့တွေးလိုက်နိုင်နေဆိုရင်ကောင်းမွန်တဲ့ပြောင်းလဲပဲဒီမှာလည်း amine dark energy ကိုအကောင် cleanse လုပ်ပြီးသွားပြီနော်အဲ့တော့ဒါလေးကအချိန်ပိုင်း second ပိုင်းနေနဲ့အကောင်းဆုံးကြော်ဖြတ်လိုက်နိုင်မှာဖြစ်ပါတယ် near future မှာ happy changes လာပြီဖြစ်လို့ပြရမလို့ thank you ကျေးဇူးများကြီးတင်ပါတယ် okay so bye bye ောက်တိုဘာ18ရက်နေ့ကျရင် Emily feedback ကိုပြန်လာတောင်းပါမယ်เนาะ။ Okay ကျေးဇူးများတင်ပါတယ်ဘိုင်ဘိုင်။